ီနေ့တော့ Normal Marketing လုပ်ငန်းရဲ့အမှန်တကယ်ရှိတဲ့အခွင့်အလမ်းတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘယ်သူကကိုယ်ပိုင်စီးပွားရေးလှုပ်ချင်ပြီးငွေကြေးလွတ်လပ်ခွင့်ရချင်ပါလဲခင်ဗျာ။ Normal Marketing ဆိုတာဘာလဲ။လူတွေကိုထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေဖြန့်ဝေဖို့ကူညီပေးရတာဖြစ်ပါတယ်။အဲ့ဒီအခါမှာကိုယ်တိုင်အနေနဲ့လည်းဝင်ငွေရှာနိုင်တဲ့စီးပွားရေးပုံစံတစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖန်တီးဖို့အခြေခံလမ်းကြောင်းဖြစ်ပါတယ်။ အစင်လာစည်းပွားရေးမှာဆိုရင်ကြောင်ညာကုန်ကြစိတ်တွေဝန်ထမ်းခါတွေဆိုင်ခန်းခါတွေအစရှိတဲ့အသုံးစိတ်တွေများလာပါတယ်ဒါပေမဲ့ no marketing ကတော့လူချင်းစိတ်ဆက်မှုနဲ့ယုံကြည်မှုပေါ်အခြေခံထားတဲ့လုပ်ငန်းဖြစ်ပါတယ်အချိန်ပြည့်အလုပ်ရှိရင်တော့လုပ်နိုင်တဲ့အခွင့်အလမ်းဖြစ်ပါတယ်အားလည်းချိန်မှာပဲလုပ်နိုင်တဲ့အပြင်စူးစမ်းမှုနဲ့အမျှဝင်ွေတိုးလာနိုင်ပါတယ်အဲ့ဒါကလည်း no marketing ရဲ့အဓိက အားသာချက်ပဲဖြစ်ပါတယ်ကိုယ်ပိုင်အချိန်ကိုယ်တိုင်စီမံခန့်ခွဲနိုင်တယ် ဘယ်ချိန်မှာဘာလုပ်မလဲဘယ်လောက်လုပ်မလဲဆိုတာကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။အဲ့ဒီအတွက်ကိုယ့်ရဲ့အောင်မြင်မှုကလည်းကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာမူတည်နေပါတယ်။လူတွေနဲ့ချိတ်ဆက်ဆက်ဆံရတဲ့အခါမှာမိတ်ဆွေရဲ့ဆက်တွေ့ရေးစွမ်းရည်ခေါင်းဆောင်မှုစွမ်းရည်တွေတိုးတက်လာနိုင်ပါတယ်။သူညီတဲ့ညီမချင်းရှိတဲ့လူတွေကိုမိတ်ဆွေတွေ့တာနဲ့မိတ်ဆွေအတွက်ပုံမကောင်းမှုနဲ့မိတ်ဆွေကောင်းနေလေရလာနိုင်ပါတယ်။အများကြီးမလိုပါဘူး။ ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့စတင်နိုင်ပြီးဆုံးရှုံးမှုလည်းလုံးဝမရှိပါဘူး။အဓိကကတော့ကောင်းမွန်တဲ့ထုတ်ကုန်နဲ့ခိုင်မာတဲ့စီမံချက်ရှိတဲ့ကုမ္ပဏီကိုရွေးချယ်ဖို့လိုအပ်ပြီးတော့မိတ်ဆွေအနေနဲ့လေ့လာဖို့များများလိုအပ်ပါတယ်။ online ကဖြစ်စေ online ကဖြစ်စေဒီနေ့နေ့တက်ပါအသွေးကြုံရှိတဲ့သူတွေရှိကနေလေ့လာပါနားထောင်ပါသင်ယူပါ နောက်ပြီးကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ငွေချင်းတွေနဲ့စတင်ပြီးတော့မှတဖြည်းဖြည်းချဲ့ထွေနိုင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ထုတ်ကုန်ကိုကိုယုံကြည်မှတခြားသူကိုလည်းယုံကြည်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။ကိုယ်တိုင်သုံးဆွဲပြီးစိတ်ကြည်နှံ့မှသာတခြားသူတွေကိုကောင်းကောင်းရှင်းပြနိုင်ပါလိမ့်မယ်။စိန်ခုံမှုတွေရှိလို့အခွင့်အလမ်းတွေလည်းအများကြီးရှိပါတယ်။ဘယ်လုပ်ငန်းမှမဆိုစိန်ခုံမှုများစွာရှိပါတယ်။ဒါပေမဲ့စိန်ခုံမှုတစ်ခုစီနဲ့အတူမိတ်ဆွေရဲ့အောင်မြင်မှုလည်းကြီးထွားနိုင်ပါတယ်။လူတွေရဲ့အမြင်မတူတာတွေလည်းရှိနိုင်ပါတယ်။တချို့ကတော့ No Marketing ကိုနားမလည်ကြပါဘူး။ ဒါပေမဲ့အရေးကြီးတာကမိစေယုံကြည်တဲ့အရာကိုမျှော်မှန်းချက်နဲ့ဆက်လုပ်နေဖို့လိုအပ်ပါတယ်။ကိုကိုကိုလည်းအမြဲမြင့်တင်နေဖို့လိုအပ်ပါတယ်။မိစေမြများတင်ယူလေမိစေရဲ့စွမ်းရည်ကပုံမို့တိုးတက်လာပါလိမ့်မယ်။နှုံးအောင်မကရင်ဟာအောင်မြင်ချင်သူတိုင်းအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။မိစေရဲရဲသာစတင်လိုက်ပါ။မိစေရဲ့အနာဂတ်ကိုကိုယ်တိုင် ပုံဖော်နိုင်ပါလိမ့်မယ်။နှုံးအောင်မကရင်ကို ပုံမို့နားလည်အောင်လေ့လာခြင်းတော့နောက်ထပ်ဗီဒီယိုတွေမှာ ပြန်ဆောင်ချင်ပါတယ်ခင်ဗျာကြီးစုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ချင်နေဆိုရင်အခုပဲဆုံးဖြတ်ချက်ချလိုက်ပါခင်ဗျာကျွန်တော်ကူဆွမ်းဖြစ်ပါတယ်